အားလုံးပဲမင်္ဂလာပါရှင်။မြန်မာသတင်းချောင်းနေရဲ့နိုဘာလာ24ရက်နေ့ရေဒီယိုစီစဉ်တက်ဆက်ပြတော်မှာဖြစ်ပါရယ်။ပလင်တန်တိခိုက်ခန်းစားခဲ့ရတဲ့ဗီဒီယိုတွေကိုရှင်ဟာလောက်ကင်ခဲ့တဲ့အငေးစားနဲ့အလတ်စားလုပ်ငန်းတွေအတွက်ချက်သိန်း၄၀ကနေဒိန်တရာအထိပေးအပ်သွားမယ်။ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာရဲ့ငွေကြေးအထောက်ပံ့နဲ့ရှောက်ထားနိုင်ပြီလို့ UNDP မြန်မာကဒီကနေ့ပဲထုတ်ပြန်လိုက်ပါတယ်။အချိန်မီမှာတပတ်အတွင်းတိုက်ပွဲပေါင်း24ကျင်းဖြစ်ပွားခဲ့ပါတယ်။အနာသိစစ်ကောင်စားဘူချုံမူချင်းမင်းအောင်လိုင်ကမင်းပေးတာမပေးတာဟာမင်းစနာရှင်ရဲ့ဆန္ဒပဲဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။စားရတဲ့တရင်ကိုသက်ဆက်ပြရမှာပါ။ကျမတို့အစစင်သက်သူမိုင်းနေဖြစ်ပါတယ်။မန္တလေးတိုင်းစကိုင်းနယ်ဒေသကြီးအတွင်းငလင်သာတိုက်ခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေကို အရှင်ကလောက်ကန်ခဲ့တဲ့အငြိစားနဲ့အလက်စားလုပ်ငန်းတွေအတွက်ကျပ်သိန်း၄၀ဟာနေသိန်း၁၀၀အထိပေးအပ်သွားမယ်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ငွေကြေးအထောက်ပံ့တွေလျှောက်ထားနိုင်ပြီလို့ UNDP မြန်မာကဒီကနေ့ပဲထုတ်ပြန်လိုက်ပါတယ်။စောက်ဆိုင်ကဆက်လက်တက်ဆက်ပေးမှာပါ။လွန်ခဲ့တဲ့မတ်လကဖြစ်ပွားခဲ့တဲ့ငရင်ဖြစ်စဉ်အတွဲစီးပွားရေးလုပ်ငန်းအများပြားဟာအခက်အခဲကြုံတွေ့ခဲ့ရပြီးလုပ်ငန်းဆောင်တာနဲ့လေပတ်မှုအချို့ကိုရပ်တန့်ခဲ့ကြရတာပါ။အဲ့ဒီလုပ်ငန်းတွေပြန်လည်ထူထောင်နိုင်ဖို့နဲ့စီးပွားရေးဆိုင်ရာစံကြံခံနိုင်စွမ်းကို မြင့်တင်နိုင်ဖို့ရည်ရွယ်ပြီးငရင်တန်ထိခိုက်ခံစားခဲ့ရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကပထမအတုပ်အငယ်စားနဲ့အလတ်စားလုပ်ငန်း200အထက် UNDP ကငွေကြေးထောက်ပံ့မှုတွေပေးအပ်ပံ့ပိုးသွားမှာဖြစ်ကြောင်းဖော်ပြပါရှိပါတယ်။ငွေကြေးထောက်ပံ့မှုလျှောက်ထားဖို့အကျုံးဝင်တဲ့လုပ်ငန်းတွေကတော့နံပါတ်၁တရားဝင်မှတ်ပုံတင်ထားတဲ့လုပ်ငန်းတွေဖြစ်ခဲ့ရင်မှတ်ပုံတင်ခြင်း DICA ဒါမှမဟုတ်သက်ဆိုင်ရာကဏ္ဍအလိုက်လိုင်စင်ခိုင်မာစွာရှိရမယ်။ဝန်ထမ်းအင်အားအချိန်ပြည့်ဝန်ထမ်း၅ဦးနဲ့အထက်ရှိရမယ်။ တမမဟုတ်နစ်ဆန်ဝင်ငွေတနစ်တာလုပ်ငန်းဝင်ငွေ7300မှ7300ကြားရှိရမယ်။တမမဟုတ်လုပ်ငန်းအရင်းသည်7300နဲ့အထက်ရှိရမယ်။နံပါတ်1မှတ်ပုံမတင်ထားတဲ့လုပ်ငန်းတွေဖြစ်ခဲ့ရင်အတိအကျရှိတဲ့လုပ်ငန်းနေရာဆိုင်စက်ယုံတမမဟုတ်အလုပ်ယုံလဲပတ်ရမယ်။လမ်းမေးတမမဟုတ်ယာယီရွေရလုပ်ငန်းမဖြစ်ရတတန်းအထောက်ထားအ ਨੇ စုံ72လလဲပတ်ခဲ့ကြောင်းအထောက်သားတွေဖြစ်တဲ့အငှားစာချုပ် ဘေးအမျိုးမျိုးကုန်ကျန်းတင်သွင်းရောင်းဝယ်စာချုပ်စင်ဆက်မပြတ်ဝယ်ယူရောင်းချမှုအော်ဒါစာတွေပြသနိုင်ရမယ်။ငွေကြေးအထောက်အထားအနေနဲ့အခြေခံငွေကြေးဆိုင်ရာအထောက်အထားပန်းစင်းအယောင်မှတ်တမ်းတွေပစ္စည်းပေးသွင်းသူဖောက်တဲ့ထောက်ခံချက်တွေရှိရမယ်။နံပါတ်3လုပ်ငန်းတက်တန်တနေအောက်တာရှိသေးတဲ့တက်တန်မှုလုပ်ငန်းတွေဖြစ်ပါကလုပ်ငန်းစတင်ခဲ့တဲ့ရက်စွဲကိုမှတ်ပုံတဲ့အငားစာချုပ်စတာတွေနဲ့တက်သေးပြနိုင်ရမယ်။အနည်းဆုံး6လစင်စမ်းမပြတ်လေပတ်ခဲ့အကြောင်းခိုင်မာတဲ့အထောက်အထားတွေရှိရပါမယ်။ တင်ပြနိုင်ပါကဒေတာဆိုင်ရာအာဏာပိုင်တွေကုန်တယ်ကြီးများအတင်းဒါမှမဟုတ်ရရွာမှာကိုယ်စားလှယ်နှစ်ဦးရဲ့ထောက်ခံချက်ရယူထားနိုင်သူတွေအကျုံးဝင်ကြောင်းဖော်ပြပါရှိပါတယ်။အထူးဦးစားပေးအနေနဲ့အမျိုးသမီးတွေဦးဆောင်တဲ့ဒါမှမဟုတ်ပိုင်ဆိုင်တဲ့လုပ်ငန်းတွေအနည်းဆုံး60ရာခိုင်နှုန်းကိုဦးစားပေးသွားမှာဖြစ်တဲ့အပြင်အသက်35နှစ်အောက်လူငယ်ဦးဆောင်တဲ့စီမံခန့်ခွဲတဲ့လုပ်ငန်းတွေကိုလည်းဦးစားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စားတောက်ကုန်းအခြေလိုက်လက်လီဆောက်လုပ်ရေး မော်တော်ယာဉ် electronic နဲ့မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းစတဲ့အရေးပါတဲ့ကဏ္ဍတွေကလုပ်ငန်းတွေလည်းပါဝင်ကြောင်းသိရပါတယ်။တမန်မြို့နယ်တွေအတွင်းရှိဝေလံပြေးဝန်ဆောင်မှုနေပါတဲ့ဒေတာတွေကလုပ်ငန်းတွေအပြုသဘောဆောင်တဲ့ရလဒ်တွေအကျိုးကျေးဇူးတွေတွင်တင်ကြကြအကောင့်ထဲပေါ်နိုင်မဲ့ရရွာအခြေပြုလုပ်ငန်းတွေတမဝင်မတွေနဲ့အတင်းအဖွဲတွေတဘာဝပတ်ဝန်းကျင်ကိုထက်သွင်းစဉ်းစားတဲ့ green SME တွေနဲ့တာဝန်ယူမှုရှိတဲ့ SME တွေကိုအဓိကထက်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့လည်းဖော်ပြပါရှိပါတယ် ရှောက်လွာတွေကို20လုပ်ငန်းဝင်ငွေ7300အောက်ဝန်ထမ်း3ဦးအောက်ရှိတဲ့ SME လုပ်ငန်းငယ်တွေအတွက်ငရင်တန်ကြောင့်အသေးစားတမမဟုတ်အတင်းတင်းဆုံးရှုံးမှုအတွက်7300ငရင်တန်ကြောင့်အတင်းတင်းတမမဟုတ်အကြီးစားဆုံးရှုံးမှုအတွက်7360ဖြစ်တယ်လို့သိရှိရပါတယ် နစ်စင်လုပ်ငန်းဝင်ငွေ7400ကနေ800ကျားဝန်ထမ်း9ဦးနဲ့အထက်အစမြင့်လုပ်ငန်းတွေအတွက်ငရင်တန်းကြောင့်အတင်းတင်းဒါမှမဟုတ်အကြီးစားဆုံးရှုံးမှုအတွက်7300ဖြစ်ပြီးနစ်စင်လုပ်ငန်းဝင်ငွေ7300အထက်ဝန်ထမ်း9ဦးနဲ့အထက်အစမြင့်လုပ်ငန်းကြီးတွေအတွက်ငရင်တန်းကြောင့်တိတိတသားအကြီးစားဆုံးရှုံးမှုအတွက်7300ဖြစ်တယ်လို့လည်းဖော်ပြပါရှိပါတယ် ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3969633333တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ကချင်ပြည်နယ်မှာတပတ်အတွင်းတိုက်ပွဲပေါင်း24ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ထရိုစာကတင်ဆက်ပေးမှာပါ။ ချင်းပြည်နယ်ပမောဝိုင်းမော်လမြန်နယ်ဖကန်တေတာဘက်နေတိုင်းတပွဲဖြစ်ပွားပြီးပြီးခဲ့တဲ့တပတ်သားအတွင်းတပွဲပေါင်း24ချိန်ဖြစ်ပွားခဲ့တယ်လို့ကချင်လူလိုက်ရဲ့ဝိုင်းစီကေအိုကေအတည်နေပြန်ကြိုက်ဌာနရဲ့နိုဝင်ဘာလ23ရက်ကထုတ်လွှင့်တဲ့တည်ရုပ်သားအစီအစဉ်ကနေသတင်းတီးရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့ကနေ23ရက်နေ့အထိပုံမမျိုးပတ်လေရင်ဒရုန်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့နေတိုင်းပြစ်ခတ်တက်ခိုက်တာရှိတယ်လို့ဖော်ပြထားပြီးတော့စစ်ကောင်စီဘက်ကလေရင်ဘုံ130ကျင်းဒရုန်းဘုံ134ကျင်းလက်နက်ကြီးပြစ်ခတ်မှုပေါင်း398ကျင်းလောက်ရှိတယ်လို့ဖော်ပြထားပါတယ်။ဒ လေရင်ပုံတက်ခိုက်တဲ့နေရာတွေဟာပုံမစမျက်နှပြဲမိုင်းမွန်မြို့နယ်လူမြောင်နေမြေပွဲအများဆုံးတက်ခိုက်ခဲ့ပြီးတမဟာဆက်တင်နေမြေပွဲပါတက်ခိုက်မှုရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ပုံမစမျက်နှပြဲဘက်စီရဲချင်းအနေနဲ့ပတ်သက်ပြီးစစ်ကောင်မရှင်တပ်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တပတ်တာအတွင်းခုခံတိုက်ပွဲ၁၆ကြိမ်ဖြစ်ပွားတယ်လို့သိရတာပါ ဒါအပြင်စစ်ကွန်မရှင်ဘက်ကခြေနေစစ်ကြောင်းထုံးနေစေဖြစ်ပြီးတော့လေရင်ဒရုန်းလက်နက်ကြီးနဲ့ပြခတ်တိုက်ခိုက်နေစေဖြစ်တဲ့အတွက်ပုံမော်ပဲတိုက်ပွဲဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့သိရပါတယ်။ ဝိုင်းမော်လမြန်စမြန်နဲ့ပြင်ပမှာလဲစစ်ကော်မရှင်တပ်ကစစ်တောင်ထိုးလာတဲ့အတွက်ကုကန်တိုက်ပွဲနဲ့ချိန်ရှိခဲ့ပြီးမြစ်ချနာဘက်အခြံကနေလက်နက်ကြီးနဲ့ပစ်ခတ်တာ drone ပုံကြေးရာလေယာဉ်နဲ့တိုက်ခိုက်တာနေတိုင်းရှိရလို့ဆိုတာပါတယ်အခုလိုတိုက်ခတ်တာကိုကျန်ရေပူပေါင်းအဖွဲ့ကနေကုကန်တိုက်ခိုက်တဲ့အတွက်စစ်ကော်မရှင်ဘက်ကထိခိုက်ဒေဆုံးမှုများတယ်လို့သိရှိရသလိုကျန်ရေပူပေါင်းအဖွဲ့ဘက်ကလည်းဒေဆုံးမှုရှိခဲ့ပါတယ် ပြခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကနေ16ရက်နေ့အထိတပတ်သားအတွင်းကလည်းပမော်ဝဲမော်လမြောင်နဲ့ဖကန်ဒေတာပဲနေတိုင်းသက်ပွဲဖြစ်ပွားပြီးသက်ပွဲပေါင်း58ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အနာဒိတ်စစ်ကောင်ဆောင်ဘုချုံမူကြီးမေအောင်လိုင်းကမေးပေးတာမပေးတာဟာမင်းဆန္ဒရှင်ရဲ့ဆန္ဒပဲဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ မနေ့ကပြုလုပ်တဲ့မူပင်ကစေအိုစုခန့်အချုပ်ရီမူရီဝန်ထမ်းတွေယမီရဖာရီနဲ့တွေ့ဆုံချိန်စစ်ကောင်ဆောင်ကအဲ့လိုပြောခဲ့တာလို့သတင်းစာတွေကလည်းဖော်ပြထားတာပါ။ဒါပေမဲ့လက်တွေ့မှာတော့ချိုတင်မိတ်မပေးတဲ့တက္ကသိုလ်ကျောင်းသားတွေကိုကျောင်းလက်မခံတဲ့ကိစ္စတွေလည်းအများပြားပေါ်ပေါက်နေပါတယ်။စေအိုစုရဲ့ရွေးကောက်ပွဲကော်မရှင်ကအဲ့ဒီကိစ္စကိုညှိစို့ထားပေမဲ့နေရနေကျောင်းလာတက်မဲ့ပထမနှစ်ကျောင်းသားတွေကတော့မေပေးပြီးကျောင်းထောက်ခံစာနေမှာကျောင်းအပ်လို့ရတယ်လို့ပြောဆိုနေတာပါ။ ကြဖင်လက်ရှိအချိန်မှာလဲဆေအိုစုဟာရွေးကောက်ပွဲနဲ့ပတ်သက်လို့ဝေဖန်ပြောဆိုသူတွေကိုစက်တိုက်ပန်စီနေပြီးရွေးကောက်ပွဲဥပဒေနဲ့ဖန်ခံရတဲ့လူပေါင်း100နီးပါးအထိရှိနေတာပါဆေအိုစုဟာလာမယ့်ရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းပြုလုပ်သွားမှာဖြစ်ပြီးခုချိန်မှာတော့အတူတရာအချိန်မေးစင်တွေကိုကြီးညာထားပါတယ်ဒါပေမဲ့ပထမအချိန်တုန်းကမေးစင်းထဲမှာပါလို့ဖြစ်စဉ်ခိုင်းထားတဲ့မိသားစုဝင်တွေကလည်းဒုတိယအချိန်မေးစင်းမှာထပ်မပါလာဘူးလို့ပြောဆိုနေကြပါတယ် တိတ်ဆုံးပြီးသားသူတွေနဲ့အင်ပြောင်းသွားတဲ့သူတွေကတော့မေးစင်ထဲမှာပြန်ပြန်ပါနေပြီးစေအုပ်စုကတော့မေးစင်ကိုတတရအချိန်ထမှန်ချိန်ညသွားမယ်လို့ထုတ်ပြန်ထားပါတယ်။အနည်းရဲ့ကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွဲရာတွင်ပြင်လက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်မြေမြုပ်မိုင်းတွေကိုတစ်တာဓမ္မမဟုတ် ပလတ်စတစ်ဒါမှမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေက ပုံမှန်နေရာဒါမှမဟုတ်ဝါယာကြိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပောက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမကအမြင်အောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာ ပဝင်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေဘူးရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြားကွယ်ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင် ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ် အချို့မြေမျိုးမိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတက်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်မြေမျိုးမိုင်းအမျိုးအစားတွေကိုလူတက်မြေမျိုးမိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်လူတက်မြေမျိုးမိုင်းမှာမှရုပ်ချီပေါက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်ရုပ်ချီပေါက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်အစားထွက်လူတက်မိုင်းဆိုတာ ပေါက်ကွဲတဲ့အခါအစာနာဖျာထွက်ပြီးထိခိုက်သူတမကအနီးဝင်းကျင်က အခြားသူတွေကိုပါထိခိုက်ပြီးသေဆုံးနိုင်ပါတယ်။ယင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပေါက်ကွဲအားကိုပိုမိုပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကို ထိမိတာဒါမှမဟုတ်ဖျက်တောက်တာပြုလုပ်ခဲ့မြင်ပောက်ခွဲမှုကိုဖြစ်ပေါ်စေမှာပါ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးတစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပြခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တောက်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့မြေမြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုခြေပြန်းစွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေလဲအနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့သတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့အထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ဆောင်းမြောနာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးဆောင်းမြောကြည့်ရှုနာဆင်နိုင်ပါပြီ။